မော်လမြိုင်မြို့အပါဝင်မူပြင်းနယ်အတွင်း73စီပြက်လက်မှုနှင့်ကြုံတွေ့နေရကြောင်းသိရပါဗျ။မူပြင်းနယ်အတွင်း73စီဖြန့်ဖြူးရောင်းချရာတွင်ရခင်ကရန်ကုန်မြို့တီလဝါစိတ်ကမ်းမှ73စီများတင်သွင်းရောင်းချနေတော့လေ။ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးဘက်အတွင်းမှစတင်ကမူပြင်းနယ်မှုရုံမြို့နယ်ကရုံးပေါ်ကျေးရွာရှိအာဇာမေ73စီတူလောင်ကံများမှတစင်ဖြန့်ဖြူးနေကြောင်း73စီရောင်းဝယ်ဖြန့်ဖြူးနေတဲ့လုပ်ငန်းရှင်တို့ကပြောကြားပါဗျ။ စက်သုံးစီတင်သင်္ဘောကနေစီကံနဲ့ထဲ့တယ်အဲ့ဒီစီကံတွေကနေစီပေါ်စာကားတွေတဲ့စီထဲချိန်ကကြာနေတော့စီကားတွေကထွက်မလာနိုင်ဘူးဖြစ်နေတာလို့သိရတယ်မော်လမြိုင်မြို့ပေါ်မှာတော့အလဲကျဖြတ်နေပြီမဲ့လုံလောက်မှုတော့မရှိဘူးအဲ့ဒီတော့စက်သုံးစီတွေပြတ်လတ်တယ်လို့ဖြစ်နေတယ်လို့စက်သုံးစီရောင်းဝယ်ဖြန့်ဖြူးနေတဲ့လုပ်ငန်းရှင်တို့ကပြောကြပါတယ်တိုဂရုံးပေါ်စိတ်ကန်းတွေလဲစက်သုံးစီတင်ပေါ်စာရှင်အများပြစောင့်ဆိုင်နေရကြောင်းလဲ၎င်းကဆိုပါတယ် ။မုံမြင်နယ်အတွင်း73စီပြက်လက်မှုမရှိစေရန်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်းအကြံပြုပြောဆိုမှုများရှိပါသည်။မိုးပြင်းနယ်အတွင်း73စီပြက်လက်မှုနှင့်ကြုံတွေ့နေရခြင်းတွင်တချို့သော73စီအယောင်းဆိုင်များဈေးတင်ရောင်းချနေကြကြောင်းပြည်ပမောင်ခူဈေးကွက်တွင်73စီတကားလန်လျင်9000ကျပ်ဖြင့်ဝယ်နေရကြောင်းမော်လမြမြို့ခံဆိုင်ငယ်ကယ်ရီသူမှတဦးကပြောကြားပါသည် ထို့အတူယခုကာလစပားရိတ်သိမ်းရတဲ့ကာလဖြစ်တဲ့အတွက်စက်သုံးစီပြက်လက်နေရေးလေသမားများအခက်အခဲနဲ့ကြုံတွေ့နေရကြောင်း၎င်းတို့၏ပြောကြားချက်အရသိရပါတယ်။၎င်းပြင်စက်သုံးစီများမြောက်ရီဖျားသုံးစုအစရှိတဲ့နေဆက်မြို့များတွင်တင်ပို့နေရတဲ့အတွက်ကြောင့်လည်းမိုးပြင်းနယ်အတွင်းစက်သုံးစီပြက်လက်မှုနှင့်ကြုံတွေ့နေရကြောင်းလည်းပြောဆိုမှုများရှိနေပါတယ်။